အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့စီမဆောင်တဲ့မီဒီယာတွေကိုတည်ပြောလာတဲ့ data ညုံမင်းလွင်ရဲ့ရုပ်တံပြီဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကတ်ထရီနိုင်း channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒါ live လွှင့်နေကြအချိန်နဲ့မဟုတ်ဘူးပေါ့နော် live လွှင့် ဆရာအကြောင်းလည်းတကူးတကလည်းမရှိနေပါဘူးဒါပေမဲ့ကားမောင်းရင်တန်းလမ်းဖြစ်နေတော့ဒိနာကားထိုးပြီးတော့ပြောရတာဒီအကောင့်ထဲမှာကျွန်တော်နဲ့ဟိုမိတ်ဆွေဆက်ဆံရေးမျိုးတိဆောက်ထားတဲ့မီဒီယာတွေရှိပါတယ်ကျွန်တော်လေးစားရတဲ့ဆရာတွေလည်းရှိပါတယ်ဆရာဦးမြတ်ခိုင်တို့ဆရာဦးဝင်းကြီးတို့နောက်ခင်မင်းဆွဲရှိတဲ့မီဒီယာညီမတွေအမတွေလည်းရှိတယ်ဆိုတော့တချို့အားတွေကလေကျွန်တော်မလုံသင့်ဘူးကြာတိတာ ျွန်တော်တော်ဒေါသဖြစ်နေတယ်ကျွန်တော်မီဒီယာအင်တာဗျူးတွေကျွန်တော်လာပြောသမျှကျွန်တော်တခါမှမငင်းပါဘူးဖြေပါတယ်ကျွန်တော်လာပြောလို့ရှိရင်တော့ဖြေပေးလိုက်တာပါပဲတခါမှအာနေပါဦးလို့ကျွန်တော်ဒါဒီရတော့မပြောပါနဲ့လို့ဒီရတော့ကျွန်တော်မဖြေဘူးလို့တော့တခါမှမငင်းဘူးအင်တာဗျူးလေးလုပ်ပေးပါအောင်ဆိုလဲကျွန်တော်အငင်းဖြေတယ်ဖြေပေးတယ်ဒါတော့ကျွန်တော်ဟို ခေါင်းစဉ်တွေတက်တာအဆင်မပြေတာတွေလည်းရှိတယ်ဒါပေမဲ့ဩဒါဒါကလည်းဩဒါမီဒီယာဆိုတော့ဒီလိုပဲ attention ရှာမှာပဲဆိုပြီးတော့ကျွန်တော်တီးခံပေးတယ်ဒါပေမဲ့အဲ့လိုမျိုးဟိုမလွန်လာသင့်ဘူးပေါ့နော်တိတိချာချာပြောတယ်ကျွန်တော်ဒီအခုဒီ show like boy ကိုကျွန်တော် interview ဖြေလို့မရသေးဘူးကျွန်တော်မဖြေသေးဘူးနစ၄ရက်နေ့ကြာမှာဖြည့်ပေးမယ်လို့ကျွန်တော်သေးသေးချာချာပြောတယ်။အဲ့တော့24ရက်နေ့ မှတင်ပါမယ်24ရက်နေ့ညနေသူများတင်ပြီးမှတင်ပါမယ်ဆိုတော့ခရီးကဘောနဲ့မေးသွားလို့ကျွန်တော်ဖြေပေးလိုက်တယ်အဲ့ဒါအဲ့လိုမျိုးတော့ဟိုကြိုပြီးတော့ဟိုတင်လိုက်မယ်ဆိုတာမျိုးတော့မလုံနဲ့နေဗျာတိတာအဲ့ဒါကြတော့ကျွန်တော်ကဒီဘက်မှာခရီးပေးထားတာလေအဲ့ဒါမျိုးဟာကျွန်တော်ကျွန်တော်24ရက်နေ့ညနေမှာဖြေပါမယ်လို့အကုန်လုံးပြောထားတဲ့ဟာကို24ရက်နေ့ညနေ ကျမတင်ပါမယ်လို့မေးသွားပြီးတော့မှအဲ့လိုမျိုးကြိုပြီးတော့သူများတဲ့စောကျင်ပြီးတော့သူများတဲ့ကြိုပြီးတော့မလုံနိုင်လေဗျာကျွန်တော်ကဒီဘက်မှာမျက်နှာပြက်တယ်နေဗျာဟိုကျွန်တော်ဖုန်းဆက်ပြီးတော့တောင်းပန်နေအတွက်မီဒီယာနာမည်ကျွန်တော်ထည့်မပြောတော့ဘူးဒါပေမဲ့ကျွန်တော်ဒီစကားမပြောလို့မဖြစ်ဘူးကျွန်တော်တောင်းတောင်းမပြောချင်ဘူးအင်တာဗျူးဖြေမှပွဲဖြစ်မဲ့ကောင်လည်းမဟုတ်ဘူးကျွန်တော်ဖြေးပေးတယ်ဆိုတာ မီဒီယာအတွက်လည်းပါတယ်တဖက်ကဘွဲအတွက်လည်းပါတယ်အဲ့ဒါအဲ့လိုမျိုးတော့မလုံနိုင်တယ်ဗျာကျွန်တော်ကောင်းကောင်းမွန်မွန်တည်တည်ချာချာပြောတယ်24ရက်နေမှာတင်လို့ရပါမယ်နော်24ရက်နေညနေမှာတင်လို့ရပါမယ်အဲ့လိုတည်တည်ချာချာပြောလိုက်ပါရဲ့နဲ့အဲ့လိုမျိုးတော့မလုံနိုင်တယ်ဗျာ ကျွန်တော် Facebook ပေါ်မှာဘယ်သူနဲ့မှလည်းရန်လည်းမဖြစ်ချင်ဘူးစကားလည်းမများချင်ဘူးကျွန်တော် public ဟိုအဲ့လိုမျိုးတက်တက်ပြီးတော့ဒီလိုတွေပြောရတာကျွန်တော်ဖုန်းဆက်တယ်အရင်ဆုံးဖုန်းဆက်တယ်အရင်ဆုံးဖုန်းဆက်ပြီးတော့ပြောတယ်ဖုန်းမခိုင်းဘူး Messenger ကနေတလမ်းပြောတယ်စာမဖတ်ဘူးနောက်မှဖုန်းပြန်ဆက်လာတယ်ဒါအဲ့ဒါကြောင့်ဖုန်းပြန်ဆက်လာလို့ကျွန်တော်ဖုန်းပြန်ဆက်ပြီးဖြုတ်ပေးလိုက်လို့ကျွန်တော်နာမည်ထည့်မပြောတော့ဘူး မလုပ်ပါဘူးလေဗျာကျွန်တော်တည်တည်ချာချာပြောထားတယ်ကျွန်တော်ဖြေဆိုဖြေပေးလိုက်တာပဲကျွန်တော်တခါမှငင်းတယ်ဆိုတာမရှိဘူးကျွန်တော်ဘက်ကတလေးတစားနဲ့အချိန်ပေးတယ်မီဒီယာတက်တက်ဟောင်းဟောင်းကျွန်တော်အင်တာဗျူးတင်ပါတယ်ဆိုကျွန်တော်အများအားအချိန်ပေးတယ်ကျွန်တော်ကစောင့်ရမယ်ဆိုလဲကျွန်တော်အချိန်တိတိကျကျစောင့်ပေးတယ်ကျွန်တော်ကလာဖြေပေးရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်အချိန်လေးတစ်ခုညှိပြီးတော့ကျွန်တော်လာပေးတယ်ကျွန်တော်အနေနဲ့ဒီအင်တာဗျူးတွေမဖြေရလို့လည်းဘာမှမဖြစ်ဘူးဒါပေမဲ့အော်မီဒီယာဆိုတာက ငါလေးစားတဲ့အလွှာထဲမှာရှိနေပါတယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ဖြည့်ပေးတယ်အဲ့တော့အဲ့လိုမျိုးတွေတော့မလုပ်ကြနဲ့လေဗျာကျွန်တော်တို့ကျွန်တော်အကုန်လုံး block ထားတယ်မီဒီယာတွေကျွန်တော်တစ်တစ်ဟောင်းဟောင်းသေးသေးကြီးကြီးကျွန်တော်တစ်ခုမှမချန်ဘူးအကုန် block လုပ်ထားတယ်လူချင်းခင်မင်မှုမပြတ်ဘဲနဲ့ page အကုန်လုံးခင်ဗျားတို့ကျွန်တော် block ထားတယ် block ထားတာခင်ဗျားတို့ခေါင်းစဉ်တက်တာတွေအဆင်ပြေတာမပြေတာတွေလည်းလိုက်ပြီးအာယုံမနောက်ချင်တော့လို့ ไอ้ปอกแก40ดิเค้าเราเลย ไลฟ์ပြီးတော့ဒိုင်ငံထိုင်မရှင်းနိုင်တော့လို့ไอ้ media page ကြီးအကုန်လုံးကျွန်တော် block ထားတယ်ဒါမဲ့တေးသေးချာချာလည်းပြောပါတယ်ခင်ဗျားတို့ကျွန်တော်ဖြည့်ပေးတယ်တော့ page ကိုကျွန်တော် block လုပ်ထားပြီးမြဲခင်ဗျားတို့ကျွန်တော်ဖြည့်ပေးတယ်အဲ့ဒါဘူးတော့အဲ့လိုမျိုးတွေမလုပ်ကြနဲ့လေဗျာကျွန်တော်တေးသေးချာချာပြောပါရဲ့နဲ့မပြောလိုက်မိဘူးဆိုလည်းထားတော့ကျွန်တော်တေးသေးချာချာပြောတယ်24ရက်နေ့ညနေမှာတင်ပါတော့24ရက်နေ့ညနေ9:00မှာတင်လို့ရပါမယ်နော်လို့တေးသေးချာချာပြောလိုက်ပါရဲ့နဲ့ဒီမနေ့တင်တယ် ခင်ဗျားတို့များတဲ့စောကျင်တာတစ်ခုတည်းနဲ့တော့ကျွန်တော်ဒီဘက်မှာပေးထားတဲ့ဂရီတွေပြက်အောင်မလုံနဲ့လေဗျာတတော်ကျွန်တော်တတော်တတော်ဒေါသဖြစ်တယ်တတော်တော်စိတ်ဆိုးတယ်ခင်ဗျားတို့ပြောလိုက်လို့ရှိရင်အယုံကလူတွေကမသိလို့တင်လိုက်တာတို့ယုံကလူတွေကျွန်တော်တို့မမြင်ရတဲ့သူတွေကိုနာမည်တက်ပြီးတော့လွှဲချပြီးတော့ကျွန်တော်တို့ဒီဘက်မှာတိုက်ပတ်သွားတာလေ ပြန်ဖြတ်ပေးထားတယ်ဆိုလို့ကျွန်တော်မီဒီယာနာမည်ထည့်မပြောတော့ဘူးအဲ့ဒါပါပဲအဲ့လိုနဲ့ကျွန်တော်မိတ်မပြတ်ခြင်းဘူး